မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမှာရှင်တောင်ကိုလေတဲ့စကန်ကိုပြစ်ခတ်တက်ခိုက်မှုမှာစစ်သား2ဦးပါသေသွားပြီးဘုံမှုဆင့်လေတဲ့အရာရှိပါဝင်3ဦးအပြင်းထန်ဒဏ်ရာရရှိကာလေရင်မစည်းလဲပျက်စီးသွားပါတယ်စစ်ကောင်စီကစစ်အုပ်ချုပ်ရေးကြညာခဲ့တဲ့နတ်မတူမြို့နယ်မှာ TNL ကဌာနဆိုင်ရာရုံးနဲ့ပြည်သူပိုင်ဧရိယာနယ်နိမိတ်တွေကိုကွင်းစင်းစစ်ဆေးတက်မှတ်လိုက်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်တပုတ်ကတော့တောင်ငူလေးနဲ့စကန်ကိုမက်လာ၁၄ရက်နေ့က short တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တက်ကတ်ခဲ့ရမှာစစ်သားလူဦးသေဆုံးသွားပြီးဗိုလ်မှူးဆင်ရှိသူလေးတဲ့အရာရှိပါဝင်၃ဦးအပြင်းထန်ဒဏ်ရာရှိခဲ့တယ်လို့ MKCDF တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပြပါဗျ။ဒီလိုထိခိုက်သေဆုံးတာတွေအပြင်လေရင်တစ်စီးနဲ့တစ်စီးခဲ့လို့ဆိုပါတယ်။ short တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တက်ကတ်ခဲ့တာဖြစ်ပြီး သုံးလုံးဟာ leader scan တွင်းကိုထိမှန်ပေါက်ကွဲခဲ့တာဖြစ်ပြီးကျန်တဲ့လုံးကတော့ခြုံရင်းမှုဖြစ်ခဲ့လို့လည်းသိရှိရပါဗျ။အဲ့ဒီ shot light တုံးထိမှန်ပေါက်ကွဲသွားမှုကြောင့်စစ်ကောင်စီတပ်သားအုပ်ဟာသေသွားတာဖြစ်ပြီးဘုံမှုအဆင့်ရှိတဲ့ leader အရာရှိပါဝင်သုံးဟာအပြင်းထန်တန်းရရှိခဲ့လို့လည်းသိရှိရပါဗျ။ဒါအပြင်လေရင်ခွင်တွင်ရှင်းရထားတဲ့လေရင်တစည်းကိုထိမှန်က လုံးဝပျက်စီးသွားခဲ့ပြီးကျန်တဲ့စည်းမှာလည်းတောင်ပန်နဲ့အခြားကိုရဲတွေကို ထိခိုက်ပျက်စီးခဲ့လို့လည်းသိရှိရပါတယ်။ဒီတိုက်ခိုက်မှုကို Brave Warrior Force မြန်မာ BWM အဖွဲ့ရဲ့စီမံမှုနဲ့ Mountain Knights Civilian Defense Force MKCD အဖွဲ့ကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ပဲခူးတန်တရင်တပုတ်ကိုတင်ဆက်ပေးကြပါရယ်ပဲခူးတန်မင်းလာမြို့နယ်ဟိုင်းယူရွာကိုအကြမ်းဖက်စစ်တပ်ဟာအင်အားအများပြန့်နဲ့ပိတ်ဆို့ထားပြီး ရွာကို drone နဲ့နေ့စဉ်ဘုံကျဲတက်ခတ်တာကြောင့်နေအတွင်းမီးလောင်ပျက်စီးနေရလို့တာဝေခံ PDF ကတာဝန်ရှိသူတို့ကပြပြပါတယ်။မလ12ရက်နေ့ညနေ3:00နာရီကနေစတင်ပြီးအကြမ်းဖက်စစ်တပ်ဟာဟိုင်းယူကျေးရွာကိုအင်အားတထောင်ခန့်နဲ့ပိတ်ဆို့ထားတာဖြစ်ပြီးစစ်တပ်ရဲ့လိုင်းတွေကိုလည်းဖျက်တောက်ထားတာဖြစ်ပါတယ်။အဲဒီနောက်နေပြည်တော်စစ်ကောင်စီစစ်ရုံးကအထူးတပ်ဖွဲ့ဦးဆောင်က drone ၄စီးနဲ့ကျေးရွာတွင်ကိုမလ15ရက်နေ့ထိ နေ့စဉ်ဘုံကျဲတက်ခတ်နေတာလည်းဖြစ်ပါတယ်။အကြက်ဖက်စစ်တပ်ဟာဟန်ယူကျဲရွာအတွင်ပြည်သူဝိုင်းလင်းတွေစတင်ကြောင်းစေကံဖုံးကြည့်ကြောင်းဖျားเจ้าတွေကိုပြစ်မှတ်ထားကဘုံကျဲတက်ခတ်နေတာလည်းဖြစ်ပါတယ်။မလ9ရက်နေ့နဲ့မလ10ရက်နေ့ကလည်းမင်းကမြို့နယ်ပိုင်းပဲခူးရုံမှာဟန်ယူကျေရွာနီးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွက်မှာစစ်တပ်ဘက်က80ကျော်ထေသွားပြီးတဲ့နောက်မှာအကြမ်းဖက်တပ်သားတွေကဟန်ယူကျေရွာကိုပြစ်မှတ်ထားတာဖြစ်စင်းနေတာလည်းဖြစ်ပါရဲ့ရှင်။ ရန်ကုန်တန်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်တန်းဒဂုံမြစ်တဲ့မြောက်ပိုင်းမြို့နယ်ကအကြက်ဖက်စစ်တပ်တပ်ဆွဲထားတဲ့ထွေအုပ်ရုံးနယ်ရင်ထင်းရဲရုံးကိုအဝေးထိန်မိုင်းနဲ့နှစ်ကြိမ်ဖောက်ခွဲတိုက်ခတ်ခဲ့တယ်လို့ဒဂုံမြစ်တဲ့မြောက်ပိုင်းမြို့နယ်ပကဖတာဝန်ခံဘိုးနိုင်မင်းကပြောပြပါရတယ်။မလ14ရက်နေ့ည9:50မိနစ်မှာဒဂုံမြစ်တဲ့မြောက်ပိုင်းမြို့နယ်မဝတ္တလမ်းဆောင်မှာရှိတဲ့အကြက်ဖက်စစ်တပ်တပ်ဆွဲထားတဲ့ထွေအုပ်ရုံးနယ် ရင်ထင်းရဲရုံကိုဒဂုံမြို့တဲ့မြောက်ပိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအဝေးထိန်းမှန်းနဲ့နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတအူးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။2021ခုနှစ်မတ်လ14ရက်နေ့မှာဒဂုံမြို့တဲ့မြောက်ပိုင်းမြို့နယ်မှာသွေးမြေကျခဲ့ရတဲ့နေ့ရက်အချိန်ဖြစ်တာကြောင့်အသက်ပေးခဲ့တဲ့သူရဲကောင်းအပေါင်းနဲ့စစ်ကောင်စီလက်ထက်မှာဖမ်းဆီးခံရရတဲ့တော်လန်ရဲဘော်တွေအတွက် မကြောက်မရွံ့နောက်မတော်ပဲဆက်လက်တိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေကအထိတ်အမဲ့ဖြစ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ထွေရုံရုံးဟာတပည့်ချင်းကာလာကနေဆက်နေကတော်လန်ပြည်သူတွေနဲ့တော်လန်ရဲဘော်တွေကိုဖမ်းဆီးပြီးအဲ့ဒီရုံးအတွင်းမှာရိုက်နဲ့ညှဉ်းပန်းမှုတွေကိုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ စကန်းတန်းအတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။စကန်းတန်းမုံရမြို့နယ်နဲ့ကလေးမြို့နယ်တွေမှာစစ်တပ်ဟာလက်နက်ကြီးတွေနဲ့ပစ်ခတ်ကာစစ်ကြောင်းထိုးဝင်ရောက်လာပြီးပြည်သူ9ဦးကိုတပ်ဖြတ်သွားတယ်လို့သတင်းမြို့တွေစီကသိရှိရပါတယ်။မလ14ရက်နေ့ကမုံရမြို့နယ်တက်ကယ်ချင်းကျေးရွာကိုအကြမ်းဖက်စစ်တပ်ဟာစစ်ကြောင်းထိုးဝင်ရောက်ဆင်းနှင်းခဲ့ပြီး ပြည်သူ၄ဦးကိုတပ်ဖြတ်ခဲ့ကနေအိမ်400ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့လို့လည်းသိရှိရပါတယ်။အကြက်ပဲစစ်တပ်တပ်ဖြတ်သွားတဲ့အမျိုးသမီး3ဦးရဲ့ရုပ်လောင်းနဲ့အမျိုးသား2ဦးရဲ့ရုပ်လောင်းကိုမီးရောင်ပြင်မှာတွစ်ရှိခဲ့ရလို့လည်းသတင်းရင်းမြစ်ကပြပြပါတယ်။ဒါအပြင်တက်ခဲ့ချင်းကျွရကိုအကြက်ဖက်တပ်သားတွေဟာမီးရှို့ဖျက်ဆီးနေချိန်မှာကျောက်စစ်ပေါ်အမြောက်တပ်ကလက်နက်ကြီးတွေနဲ့ကိုင်းတော်ကျွရကိုပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းမှာကြောက်ရောက်ပောက်ကွဲသွားခဲ့ရပြီးအမျိုးသမီးတူဟာတည်ဆုံသွားခဲ့ရကထိခိုက်ဒဏ်ရာရှိသူအများအပြားရှိတယ်လို့လည်းသိရှိရပါတယ်။အလားတူစကန်းတန်ကလေးမျိုးနယ်ကလက်ပံချောင်းကျေးရွာကိုလည်း အကြက်ပတ်စစ်တပ်ဟာမက်လာ၁၄ရက်နေ့ည၉နာရီကျော်လောက်မှာလက်လက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်အရသာပြည်သူတို့ဟာတေဆုံးသွားခဲ့ရလို့လည်းသိရှိရပါတယ်။ဒီလိုပစ်ခတ်မှုကြောင့်စခန်းကြီးကြီးရကအသက်60ကျော်အမျိုးသမီးတဦးနဲ့အသက်52နှစ်အရွယ်ရှိတဲ့အမျိုးသားတဦးဟာပွဲချင်းပြီးတေဆုံးသွားခဲ့ရတယ်လို့ခုနဦးဟာထိခိုက်ဒဏ်ရာရရှိခဲ့လို့လည်းသိရှိရပါတယ်။ကလေးမျိုးအနီးဝန်းကျင်မှာဒေသကာကွယ်တပ်ဖွဲ့တွေနဲ့အကြမ်းဖက်စစ်ကောင်စီတက်ကြမှာ ဆင်းရဲတင်းမာနေပြီးစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာလည်းဖြစ်ပါရဲ့ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုံကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတိမ့်ပိုက်ရရှိထားတဲ့နတ်မတူမြို့နယ်တွင်ဌာနဆိုင်ရာရုံးနဲ့အများပြည်သူပိုင်းဧရိယာအနေနဲ့မိတ်တွေကို PSLF TNL တာဝန်ရှိသူတွေကမတ်လ17ရက်နေ့ကကွင်းစင်းစစ်ဆေးတက်မှတ်ခဲ့တယ်လို့ TNL ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။အဲဒီလိုကွင်းစင်းစစ်ဆေးရာမှာနတ်မတူမြို့နယ် PSLF TNL ရဲ့မြေယာနဲ့တစ်တော်ထိန်ထိန်ကာကွယ်ရေးဌာနတာဝန်ရှိသူတွေက မန်ဆန်ကြီးရွာကဌာနဆိုင်ရာယုံတွေဖြစ်တဲ့လက်စစ်ယုံမိတက်ယုံစေယုံကြောင်းတဲ့အများပြည်သူဝန်ဘာသာရေးအဆောက်အဦတွေကို PSL ပြည်နယ်ရဲ့မြေယာဥပဒေမူဝါဒနဲ့အညီဧရိယာနဲ့နိမိတ်တွေကိုသတ်မှတ်ပေးကမြေယာအဆောက်အဦအကျယ်ဝန်းတွေတိုင်းထွာသတ်မှတ်တာတွေကိုလည်းပြုလုပ်ပေးခဲ့လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နမ်မတူမျိုးနယ်အတွင်းမြေဧကပေါင်း၈000ကျော်ဝန်းကျင်ရှိတဲ့တတော်ကျွမ်းတွေကိုလည်း PSL ပြည်နယ်ရဲ့မြေယာနဲ့တတော်ထင်းထင်းကာကွယ်ရေးဌာနကထင်းထင်းထားပြီး မြေယာဥတွေမူဝါဒနဲ့ညီတတော်ကျိုးဝိုင်းနန်နမိတ်ဧရိယာတွေကိုပါလိုက်လံသတ်မှတ်နေရလို့လည်းသိရှိရပါတယ်။နမ်တူမြို့နယ်ကို PSLF TNL တောင်းမြို့သားလွတ်မြောက်ရေးတပ်မတော်က2023ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကောင်စီတပ်စီကနေအပြစ်သက်သိမ်းပိုက်ရရှိကြတာဖြစ်ပြီး ။ PSLD ရဲ့နယ်လေးရဲ့အုတ်ချုပ်ရန်နေရာတွေနဲ့အညီစီမံအုတ်ချုပ်နေပြီလည်းဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီကတရားနယ်လေးသိမ်းပိုက်ထားတဲ့နတ်မတူအပါအဝင် မန်တုံနတ်ဆန်တို့မှဆေးအုတ်ချုပ်ရေးကြီးညာနေတယ်လို့လည်းမလ၄ရက်နေ့ကထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးပေးရတော့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။